စစ်ပွဲတွေမှာစီကံနေဥပဒေတွေကျင့်ဝတ်တွေရှိတယ်။ဥပမာတစ်ခုပြောရရင် စေဘဆိုင်ရာဝန်ထမ်းတွေ၊ကယ်ဆယ်ရေးလုပ်သားတွေ၊လူနာတင်ရင်တွေစေယုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာမလုပ်ရဘူးဆိုတာမျိုးပေါ့။ဒါကဥပဒေနဲ့လည်းအတိအကျပြဋ္ဌာန်းထားသလိုကျင့်ဝတ်ပိုင်းအရာလည်းမလုပ်သင့်တာမျိုးစောင့်ထိုင်းရမှာမျိုးပေါ့။ဒါပေမဲ့မြန်မာစစ်တပ်ကတော့ဒီလိုကျင့်ဝတ်တွေကိုလုံးဝမဆောင်ထိန်မဲနဲ့ကယ်ဆယ်ရေးလုပ်သားတွေအရက်သားတွေစေဘဆိုင်ရာအဆောက်အုံတွေဒါတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာပါပဲ။ အခုကျမပြောပြမယ့်အဖြစ်ပြက်လေးမှာဆိုရင်ကယ်ဆယ်ရေးလို့သားတယောက်ကခါတိုင်းလိုပဲကယ်ဆယ်ရေးတွေလုပ်ဖို့ထွက်လာတဲ့အချိန်မှာသူတို့စီးလာတဲ့ကြက်ချင်ကြီးအမှတ်သားပါတဲ့ကားကိုအဖြစ်ခံခဲ့ရတဲ့အကြောင်းဖြစ်ပါတယ်။ကျွန်တော်နာမည်ကတော့ကိုကလာလို့ခေါ်တော့ဗောနော်။အတော့ကျွန်တော်ဒီအဖွဲ့မှာတာဝန်ယူထားတာတော့ဒီမီရှင်တာဝန်ခံသူနေနဲ့တာဝန်ယူထားတာဗောနော်။အဲ့ဒီနေ့ကကျွန်တော်တို့မနေ့ကတော့အနောက်ဖက်နေဆင်းလာတော့ဗောနော်။အနောက်ဖက်နေဆင်းလာပစ္စည်းပြန်တယ်မယ်ဆိုရင်တော့ အဲကျွန်တော်တို့ကလူမျိုးဆိုကျွန်တော်တို့ကားနှစ်စီးဆင်းတဲ့တစီးဖက်ငားလိုက်ရတယ်ဒီမှာကားဝင်တော့တစီးကြတော့ကျွန်တော်တို့ပြစေလုံနေတဲ့ကားပြီးတော့ကျွန်တော်တို့ကကားမှာကျွန်တော်တို့ဘယ်တော့အရုံကကျက်ရှင်နီလန်ဆိုပြီးတော့ကျက်ရှင်နီလန်ပိုင်မပြည့်ကြဝင်တော့စစ်ကောင်စီကမပြည့်ဘူးမခတ်ဘူးထင်ပြီးတော့ကျွန်တော်ကျက်ရှင်နီလန်နဲ့ဝင်ပြီးတော့တင်လိုက်တယ်တယ်တော့ကျွန်တော်တို့ပရမတ်တစီးကျွန်တော်တို့ကားပေါ်တင်ပြီးဆာနေနေနဲ့တင်တယ်ဆိုင်လုံး20 30နဲ့အာလူးတွေပါတယ်စီတွေပေါ့နော်အဲ့ဒါပဲအရင်တယ်ထောက်တယ်တယ်ထောက်တော့မှကျွန်တော်တို့တနတ်တန်ပေးတယ်ဗျစပြီးတော့ နတ်တန်စပေးတယ်တောက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 ်ဆိုတော့ပြီးတော့သူတို့ကတောင်ပေါ်မှာဒီတောင်ရဲ့ဆုံးမှာပေါ့နော်အဲဒီတောင်ဆုံးမှာတော့ကျွန်တော်ကသူ့တောင်အောင်ရောက်တဲ့ချိန်မှာသူက RPG နဲ့ကျန်တဲ့ကောင်တစီယူနာပြစ်ထဲတာကျန်တဲ့ကောင်မတည့်ရသေးဘူးပေါ့ပစ္စည်းမထုတ်ရသေးဘူးအမှန်နာပြစ်ထဲပြီးတော့အမှကျွန်တော်ကဖုံးဆဲတယ်မရတော့ဘူးနေတို့ပြစ်ပြီပေါ့ငါတို့တော့လွတ်သွားပြီကောင်ကောင်လုံးပေါ့နော်အောက်မှာရောက်သွားတယ်အဲ့ဒါနေတို့မမြန်ထွက်တော့ဆရာတို့မမြန်ထွက်တော့ဆိုတော့မှကျွန်တော်ကိုယ်ကောင်ဆောင်တယောက်ရှိဘူးနော်ပုံမြောက်ပါတော့အဲ့ဒါ သူ့မင်းမြထွက်ခါတာအဲ့နဲ့သူကဂလီနဲ့ရောကြံနေတယ်။သူကကောက်ပေါ်မင်းမြတဲ့ရောမောင်းထွက်ချင်မှာအမှ60မမတွေနဲ့ရောအဲတနင်္ဂနွေနဲ့ရောဆက်တနင်္ဂနွေနဲ့ရောလိုက်ဝိုင်းပြီးပြည့်ကြလို့ပါတော့။